ခုခါမှာတော့ JavaScript မှာပါဝင်တဲ့ logic ရဲ့ ਨੇ control flow အကြောင်းတွေကိုပြောသွားမှာဖြစ်ပါတယ်။ plan function အနေနဲ့ if statement နဲ့စာရအောင်။ if statement ဆိုတော့ကျွန်တော် condition စစ်တဲ့နေရာမှာ if statement ကိုအသုံးပြုပါတယ်။ if statement ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ကျွန်တော်ဒီမှာ example နဲ့ပြပါမယ်။ဒီပထမဆုံးကျွန်တော်ဒီမှာ variable တစ်ခုသတ်မှတ်ပါမယ်။ const a = 18ဆိုပြီးတော့ကျွန်တော်အသက်ကိုသတ်မှတ်လိုက်ပါမယ်။ဒါ ကယ်ရေးပါနော် if statement ဆိုတာအကယ်ရေးပါနော်ကယ်ရေးတက်က session နှစ်အောင်ငယ်နေမယ်ဆိုရင်ကျွန်တော်တို့ကိုတခုခုပါနော်ကျွန်တော် return ခိုင်းလိုက်ပါဦး console.log အာ session နှစ်အောင်ဒီမှာအောင်ငယ်နေမယ်ဆိုရင် console.log you are a minor ဆိုပြီးတော့ return လုပ်ပါမယ်။ကဲရေးဘာနော်ဒီမှာကျွန်တော်တို့ condition မပြောင်းတော့ဘူးဆိုရင်ကျွန်တော်ဒီထဲမှာ if statement ရေးလို့ရှိရင်ကျွန်တော်အနေနဲ့ condition ထည့်ထုတ်ထည့်ပြရပါတယ်။ကျွန်တော်အနေနဲ့ condition ထည့်ပြီးမှဒီ condition ကိုစစ်ပြီးတော့ဒီ above condition က true ဖြစ်တယ်ဆိုလို့ရှိရင်ဒီအရကို return လုပ်မယ်။အကဲဒီ condition ကဒီရဲ့ condition ကဘာနော် pulse ဖြစ်သွားမယ်ဆိုလို့ရှိရင်အောက်က channel တစ်ခုကိုဒီတစ်ခုမဟုတ်တဲ့တခြားတစ်ခုကိုပြန်ပြီး return လုပ်မှာဖြစ်ပါတယ်ဒီမှာ s ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါမယ် s ဒီမှာ console .url okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ချက်ချင်းတွေ့ရပါလိမ့်မယ် ျွန်တော်တို့ရဲ့ h က18ဖြစ်တယ်18ဖြစ်ရင်ပဲဒီမှာ condition ဆက်ထားတာကသူ့အနေနဲ့18ထန့်ငယ်ရင်ဆိုတော့စခွန်ပေါ့နော်စခွန်နောက်ပိုင်းဖြစ်တဲ့ဟာတွေအကုန်လုံးကိုသူ့အနေနဲ့ဒီ minor ဆိုပြီးတော့ကျွန်တော်တို့ console ထုတ်ပါတယ်အကယ်၍ဒါကျွန်တော်တို့ရဲ့ statement မှာ18ထက်ကြော်မယ်ဆိုရင်ကျွန်တော်တို့ဒီဟာထုတ်ပြန်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ပေးတာဟာ18ဆိုတော့သူပြောတဲ့ဟာနဲ့ ်သွားပြီးတော့တူနေပါတယ်တူနေတဲ့ကြောင်ကျွန်တော်အတောဆုပ်တော့ပေးပါတယ်ကဲရေးတာကျွန်တော်တို့ဒီမှာပေါ့နော် age က greater than 80လို့လာပေးခဲ့မယ်ဆိုရင်80လို့ပေးရင်ကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဒီမှာ comparison operator ဘယ်လိုမျိုးလုပ်လို့လဲဆိုတော့ပြပါမယ်ဒီလိုမျိုးဆိုရင်သူ့အနေနဲ့ပါပြန်ပြီးတော့ return လုပ်မလဲဆိုရင်ကျွန်တော်တို့က session နဲ့အထက်ပေါ့နော် session နဲ့အထက်ဒီမှာ equal to မပါတဲ့အတွက် session နဲ့အထက်ဆို16နှစ်ကနေစပြီးတော့သူ့အနေနဲ့ condition ဆက်တော်မှာဖြစ်ပါတယ် session ထီကိုသူ့အနေနဲ့ minor လို့ယူပြီးတော့16ကနေစပြီးတော့သူ့အနေနဲ့ adult လို့ယူမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလား16လို့ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က adult ဖြစ်သွားမှာဖြစ်ပါတယ်ဖိတ်ဒီကတော့ကျွန်တော်တို့ comparison နဲ့ condition ဆက်တာဖြစ်ပါတယ်အဲဒီကျွန်တော်တို့ကဒါဒီမှာ session ပေးထားမယ် သရှိပြီးတော့မယ်ဒီမှာ equal to ပါထပ်ပေးလိုက်မယ်ဆိုရင် h က16ထက်လည်းကြီးမယ်ဒါမှမဟုတ်ရင်16နဲ့2ပဲပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ဆိုရင်သူက adult ဆိုပြီးတော့ကျွန်တော်တို့ return လောက်ပါဖြစ်ပါလေ။ဒီနေ့မှကျွန်တော် save လုပ်လိုက်မယ်။ save လုပ်လိုက်ရင် you are adult ဆိုပြီးတော့ကျွန်တော်တို့ return ပေးပါလေ။ဒီဒီမှာကျွန်တော်တို့အနေနဲ့ပေါ့နော် if statement ကို ဒီလိုမျိုး ask ခံပြီးတော့ဒီမှာကျွန်တော်အနေနဲ့ condition ထပ်ပြီးတော့နောက်တစ်ခုထည့်မယ်ထပ်ပြီးစစ်ချင်တယ်ဆိုရင်ကျွန်တော်အနေနဲ့ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီရဲ့ဂျားထဲမှာ as if ဆိုပြီးတော့ကျွန်တော်တို့ condition စစ်လို့ရပါတယ်ဒီမှာဆိုရင် age greater than နဲ့ or equal to 13ဆိုပြီးကျွန်တော်ပြီးလိုက်ပါတယ်အားဆိုရင်ပြီးရင် console.log ဒီ ਆ တင်နေကြဆိုပြီးတော့ return လောက်မှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ55ပါเนาะအဲဒါ16ပဲတောင်းဒီမှာ55ဆိုပြီးတော့ပြလိုက်ပါပြလိုက် save လုပ်လိုက်ရှင် URL တင်းနေကြဆိုပြီးတော့ return လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ statement ကိုဒီမှာကျွန်တော်တစ်ခါနဲ့ကြုံလာတဲ့တစ်ခါနဲ့ပြပြပါမယ် clean code ပုံစံမှာကျွန်တော်တစ်ခါနဲ့ထိပ်ပြီးတော့ပြပြပါမယ်ကျွန်တော် if statement ကိုရေးလို့ရှင့် ဒီလိုမျိုးနေပြီးတာကိစ္စမရှိပေမဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် condition တွေအများကြီးပြန်ပြီးစစ်ရတော့မယ်ဆိုရင် as if as if as if ဒီလိုမျိုးဒီလိုမျိုးပြီးလို့ရှိရင် as အဲ့လိုမျိုးရေးလို့ရှိရင်ကျွန်တော်တို့ပို့ပြီးရှုပ်ထွေးရအောင်ကျွန်တော်အနေနဲ့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးရေးတာလဲစာရင်ကျွန်တော်စစ်ချင်တဲ့ condition တွေကိုဒီလိုမျိုးတစ်ခုချင်းစီပေါ့နော်ခွဲထုတ်လိုက်ပါ ီလိုမျိုးဖွဲထုတ်ပြီးတော့ကျွန်တော်တို့ဒီမှာ condition 1ပေါ့เนาะအဲဒီမှာ condition 1ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ a ဆိုပြီးတော့ကျွန်တော်0အဲ0ဆိုတော့ဒီမှာ condition 2ပေါ့เนาะအဲ့လိုမျိုး if ဆိုပြီးတော့ဒီလိုမျိုးတကြောင်းနဲ့ရေးပြီးတော့ကျွန်တော်တို့အနေနဲ့ condition စစ်တာကတော့ပို့ပြီးတော့ကောင်းပါတယ် ဒါတော့ကျွန်တော်လမ်းကြုံလို့ဒီ if statement ကိုကျွန်တော် clean code ပုံစံပြင်ပြီးတော့ရေးတဲ့ချိန်ကျရင်ဒီလိုမျိုးရေးတာပုံပြီးတော့လဲရှင်းလို့ပုံပြီးတော့လဲနားလိုက်လွဲပါတယ်ဒီလိုမျိုး as if as if ဆိုရင်ကျွန်တော်တို့ဒီဟာကများလာလေပုံပြီးရှုပ်ထွေးလာဖြစ်တဲ့အတွက်ကြောင့်လို့ဖြစ်နိုင်အောင်အနေနဲ့ condition ဆင်ဒီ condition ဖြစ်ရင်ဒီလိုမျိုးဒီ condition ဖြစ်ရင်ဒီလိုမျိုးဆိုပြီးပြန်ပြီးခွဲရတာတော့ပုံပြီးတော့ခေါင်းပါတယ်